ဒီကနေ့ပြန်လည်ဝင်မြပေးမှာကတော့အမေရိကန်ပြည်ထောင်စုရဲ့သမရကဗျာဆရာများပိုင်း၃ဖြစ်ပါတယ်။အပိုင်း၁နဲ့အပိုင်း၂ကိုနားမထောင်ရသေးဘူးဆိုရင်သွားရောက်နားထောင်ဖို့တိုက်တွန်းကြပါလေ။ comment box မှာလည်းလင့်ချထားပေးပါမယ်။ကဲနံပါတ်၁သမရဖြစ်တဲ့ဂျွန်ကွင်းစီအတန်ရဲ့အသေးစိတ်အကြောင်းအရာနဲ့ကျွန်တော်တို့စလိုက်ကြရအောင်ပါ။ဂျွန်ကွင်းစီအတန်ဟာနိုင်ငံရေးသမားအဖြစ်သာမကကဗျာဆရာတခုအနေနဲ့ပါ သူ့ကိုယ်သူအမြင်မြင်ခဲ့တဲ့ပုံကူတူဖြစ်ပါတယ်။သူဟာအမေရိကန်သမားအများထဲမှာကြပြအများဆုံးရေးသားခဲ့သူတူလို့တော့ဆိုနိုင်ပါတယ်။သူ့ရဲ့ကြပြရေးသားမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုဆက်လက်ပြောပြပေးပါမယ်။အဒန်ဟာသူ့ဘဝတစ်လျှောက်လုံးမှာကြပြအပုပ်ရေ350ကျော်ကိုရေးသားခဲ့သူတူပါ။ဒီနေရာမှာအလင်းသိန်းလို့ထည့်ပြောချင်တာကသူ့ဖခင်ဂျွန်အဒန်ကိုယ်တိုင်ကလည်းအမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်တမရတူဖြစ်ခဲ့သူပါဖခင်ဖြစ်သူတမရဟောင်းရဲ့အကြံပေးချက်အတိုင်းဒါယာရီကိုလည်းတက်စနှစ်ကစလို့တည်ဆုံးချိန်အထိနှစ်ပေါင်း90နီးပါးရေးသားခဲ့သူတူဖြစ်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်အတန်းဟာကြပြားရေးသားခြင်းကိုစိတ်ကူးစိတ်တမ်းရဖို့နဲ့စိတ်ဖိသည်မှုတွေကနေလွတ်မြောက်ဖို့အတွက်အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ရှုမြင်သူတူပါအတန်းကသူ့ရဲ့အထင်ရှားဆုံးနဲ့ အခြေသုံးဖြစ်တဲ့ Thomas Miss Morrow of the Conquest of Ireland ကဗျာကို1832ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။အတန်းရကဗျာရှိဟာတမိုင်းကြောင်းကိုကဗျာဖြစ်ပေါ်ကျူးခြင်းအပြင်အမေရိကန်သမ္မတရာထူးကနေဆင်းပြီးနောက်သူရင်ဆိုင်ခဲ့ရတဲ့နိုင်ငံရေးအခြေအနေနဲ့ပြူကွေးတော်မတက်ဖြစ်နေတဲ့အမေရိကန်ပြည်ထောင်စုကိုတတိပေးမှုတွေပါဝင်နေတယ်လို့ပညာရှင်ရှုကသုံးသပ်ထားကြပါဗျာ။ သူရေးသားခဲ့တဲ့ကဗျာတွေတဲ့က The One of Man လို့အမည်ရတဲ့ကဗျာတို့ဟာလူသားတို့ရဲ့လူအင်ဆန္ဒများကိုတိုင်းတာသုံးသပ်ထားတဲ့ကဗျာဖြစ်ပြီးနာမည်ကျော်စာရေးဆရာ Refresh Waro Emerson ကလည်းနှစ်သက်ကြောင်းပြောဆိုခဲ့မှုပါတယ်။သူဟာသမိုင်းဝင်ကဗျာရှိတွေဘာသာရေးနဲ့ဆိုင်တဲ့ရှင်းမုန်းကဗျာတွေတယောသားတွေစာတူကဗျာတွေ ဒါရီအပြင်လူငယ်ဘွားမှာရှေ့ကပြောင်းလေးကိုပါရေးသားခဲ့ပါတယ်။ဒီနေရာမှာထူးခြားချက်တစ်ခုရှိပါတယ်။သူဟာသူ့ရေးတဲ့ကပြောင်းတွေရံမကောင်းဘူးလို့ယူဆတဲ့အခါသူ့ရဲ့ဒါယာရီထဲမှာချော့ဟန်းလို့ခေါ်တဲ့လက်ရည်တို့စနစ်ကိုအသုံးပြုပြီးသူ့ကိုယ်တိုင်သာဖတ်လို့ရအောင်နှုတ်ဝဲရေးသားခဲ့တာတွေလည်းရှိခဲ့ပါတယ်။အဒန်ရဲ့ကပြောင်းတွေဟာသူ့ရဲ့ပြည်သူခေါင်းဆောင်ဘွားနောက်ွယ်ကအတွင်းစိတ်ခံစားချက်ဘာသာရေးယုံကြည်မှုနဲ့ ကိုယ်ပိုင်အမြင်တွေကိုဟောပြနေတယ်လို့ဆိုကြပါတယ်။ချုပ်ပြောရရင်ဂျွန်ကစ်စီအတက်ဟာနိုင်ငံရေးမှာ ကြီးမားတဲ့ဩဇာလွှမ်းမိုးမှုရှိသူ ဖြစ်တယ်လို့ကြပြားဆရာတဦးအဖြစ် သူ့ကိုယ်သူ အမြဲတမ်းစူးစမ်းလေ့လာနေခဲ့သူပါ။ကြပြားကို သူ့ဘဝရဲ့အရေးပါတဲ့ပေါ်ပြချက်တစ်ခုဖြစ်ချုပ်မြင်ခဲ့သူတဦးလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်းမှာတော့မိဂန်ပြည်တော်စုရဲ့ ဆက်ချရမြောက်သမရဖြစ်တဲ့အိဗရာဟင်လင်ကွန်းရဲ့သူ့ရဲ့စာပေနဲ့ကြပြားတွေအကြောင်းဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ယခုအပိုင်းဒီနားဆင်ပေးခဲ့ကြသူတွေတယောက်ရှင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲစင်ပြေကျမ်းမာကြပါစေ။လက်ပြန်တိုင်းမှာပြောင်းနေဆုံးကြမယ်။